အီရန်မြောက်နျူကလ িয়ার စက်ရုံရှိတဲ့ဖော်ဒိုနျူကလ িয়ার စက်ရုံကြီးကိုအမေရိကန်ရဲ့ဘန်ကာဖြတ်ဘုံးတွေလုံးဝမတိုးပေါက်နိုင်တဲ့နေရာအစ်ကို ရွှေ့လိုက်ပြီလို့သိရပါတယ်။အမေရိကန်မှာ UN ပင်မနျူကလ িয়ার စောက်သုံးခုကို၁၄တဘန်ကာဖြတ်ဘုံးတွေတိုက်ခိုက်ဖျက်ဆီးကြရမှာဒေါ်နယ်ထရန့်ကတော့အလုံးစုံဖျက်နိုင်တယ်လို့ကြေညာပေးမိ။အဲ့ဒီနျူကလ িয়ার စိုက်သုံးခုတွေကအရေးပါဆုံးဗော်ဒိုနျူကလ িয়ার အဆောက်အအုံပါ အမှန်တကယ်ထိခိုက်ပျက်စီးမှုမရှိဘဲနေရာပြောင်းသွားနိုင်ခဲ့တယ်လို့ CBS သတင်းဌာနကဖော်ပြပါတယ်။ဒီတိုက်ခိုက်မှုပြီး American စစ်ဘက်ဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ဆုံတာတိုက်ခိုက်မှုရဲ့တက်ရောက်ပုံကို Donald Trump ကချင်းတွေ့ရမှာ။ Foreign Nuclear Site ဟာလာအနေငယ်ကြမှာပုံမှန်အဆင့်ပြန်လေလက်ပတ်နိုင်တဲ့အနေထားသာပျက်စီးခဲ့တယ်လို့ယူဆမှုလည်းရှိပါတယ်။ဒါပေမဲ့ဒီယူဆမှုမှာအတွင်းလူတို့ကြောင့်ပေါက်ကြားသွားတဲ့အတွက် အင်ဂျီရောပြောရေးဆိုခွင့်ရှိသူကဒါဟာသမရကိုနာမည်ဖြတ်ဖို့လှုံ့ဆော်တဲ့ပေါကြားမှုကြီးလို့ထုတ်ပြန်သွားပါတယ်။သတင်းဌာနနေဖြစ်တဲ့ CNN နဲ့နယူးယောက်တိုင်းတို့ကလည်းအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့အခါမှာတော့ဒီသတင်းဌာနတွေကပါတရားစွဲဖို့သမရထံကလှုပ်လာပါတယ်။ဒါပေမဲ့ CBS သတင်းဌာနဖော်ပြမှုမှာဂျိုရူးတပ်ပုံတွေရာဖော်ရိုးနျူကလ িয়ার ဆိုက်ကိုမတိုက်ခတ်မီတရက်လုကတဲ့က ုံကားကြီးများစွာဟာမြေအောက်နိုင်ငံတွေဝင်ထွက်သွားလာနေတာတွေ့ရသလိုအီရန်ဘက်ကပျက်စီးမှုကလည်းအပေါ်ယံသာဖြစ်တယ်လို့ထောက်ပြန်လို့ဒါဟာအရေးပါတဲ့နျူကလ িয়ার ပစ္စည်းတွေကြိုတင်နေရာရွှေ့ပြောင်းနိုင်ငံချင်းဖြစ်တယ်လို့သတင်းတွေအရသိရပါတယ်။ဒီရွှေ့ပြောင်းလိုက်တဲ့နေရာဟာဗော်ရိုဆိုင်ဟောင်းရဲ့တောင်ဘက်မိုင်60กว่าမှာရှိတဲ့ပစ်ချောင်းဆိုတဲ့တောင်အောက်တဲမှာဖြစ်ပါတယ်။တောင်မြင့်ပေး9000ရှိပါတယ်။ဒီတောင်ကျမမြေအောက်ကို328ပေထပ်တိုးပြီးတော့တိဆောက်ချဲ့ထွင်ထားလို့ ုံမိုးနေတဲ့တောင်ကြီးနဲ့မြောက်အနက်အနေထားရအမေရိကန်ရဲ့၁၄တန်ဘန်ကားဖြစ်ပုံ GPU 57ကြီးဟာလုံးဝမတိုးပေါက်နိုင်တဲ့အနေထားလို့သိရပါတယ်။မနေ့ကတည်းကကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ကအဲ့ဒီတောင်အုံမှာမြောက်များစွာသောနျူကလ িয়ার ပရိုဂရမ်တွေအသုံးပြုမဲ့အရေးကြီးတဲ့အရာများစွာထားရှိနေတာကိုတွေ့ရကြောင်းနဲ့အီရန်ဆိုရကိုမေးရမှာဒါဟာခင်ဗျားတို့လုံးမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ကြောင်းဆိုပါတယ်။ ်အမေရိကန်ရဲ့ B2 ဘုံးကျက်လေယာဉ်မှာကျဲချတဲ့ဘန်ကားဖြတ်ဘုံးဟာမြေအောက်မီတာ60အထိထိုးခွဲဝင်ရောက်ပြီးမှပေါက်ကွဲခဲ့ခြင်းဖြစ်ပေမဲ့ဒီတောင်အောက်မှာနျူကလ িয়ার ဆိုက်အစ်စ်ကတော့ဒီ B2 ဘုံးကျက်လေယာဉ်ကကျဲချတဲ့ဘန်ကားဖြတ်ဘုံးတော်မှာရောက်ရှိဖြတ်စီးဖို့လုံးဝမဖြစ်နိုင်ဘူးလို့သုံးသပ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်အီရန်ကောင်းဆောင်ကြီးအရာဒိုလာအလီခါမေနီကအီရန်နျူကလ িয়ার နေရာတွေကိုအမေရိကန်ကချေမုန်းခဲ့တယ်ဆိုပြီးတော့ပြောနေတာဟာခြေကားနေတာဖြစ်ပြီး မေဂန်အနေနဲ့လေလုံးထွားလွန်းလှတယ်လို့ဆိုပါတယ်။မေဂန်ကိုလောက်ထက်ထိုးနှက်ချက်တွေထက်ရှိလာအောင်မှာဆိုပြီးကမ္ပဏီကခြင်ချပါတယ်။ကမ္ပဏီဟာသူ့ရဲ့ထိတ်တန့်ဗိုလ်ချုပ်များစွာတည်ဆုံးခဲ့ရတဲ့အစ်ဇွေးရဲ့ပြင်းထန်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပုံအောင်နေကြရကနေလူမြင်ကွင်းကိုပထမဆုံးအချိန်ဖတ်ပေါ်လာတာပဲဖြစ်ပါတယ်။ ။အစ္စရေးကစတိုက်တဲ့စစ်ပွဲမှာအီရန်ရဲ့တက်ခတ်မှုကြောင့်အစ္စရေးနိုင်ငံပြိုလဲလူနေပါဖြစ်ခဲ့ပြီလို့လည်းပြောခဲ့ပူပါတယ်။အီရန်ရဲ့အောင်မြင်မှုကိုလည်းခါမနီကအမိုးနေပြောပါတယ်။အီရန်နဲ့အစ္စရေးကြားစစ်ပွဲရလဒ်ကတော့အလုံးအသိပဲဖြစ်ပါတယ်။လေလာသွန်းတဲ့ကအီရန်နျူကလ িয়ার စီစဉ်နေဘလောက်ထိခိုက်ခဲ့တယ်ဆိုတာအကဲဖြတ်ဖို့တော့စ조사လည်းရှိပါတယ်။အဲဒီမှာကမ္ပဏီကမေခွန်းပြောလာတာပါ။မေဂန်သမ္မတထရန့်ဟာဖြည့်အမှန်ကိုခြေကားပြောဆိုတာဟာတာမန်ထက်ကိုပိုလုံးနေပြ သူ့အနေနဲ့ဒီလိုချက်ကားပြောမှပဲဖြစ်လိမ့်မယ်ဆိုတာသိတာပါတယ်ဒီလောက်တိုက်ပြီးမှမအောင်မြင်ဘူးဆိုရင်ရည်စရာဖြစ်လိမ့်မယ်လို့ကမ္ပဏီကဆိုပါတယ်။ကမ္ပဏီဘုံကြည့်ရတာကတော့လွန်ခဲ့တဲ့တစ်ပတ်ကျော်ကတည်းကပိုပြီးပြင်ပန်းလွမ်းနေနေပုံရပါတယ်။ America ဒီစစ်ပွဲမှာဘာမှမရခဲ့ဘူးလို့ကမ္ပဏီကဆိုပါတယ်။ America ရဲ့တိုက်ခိုက်မှုမှာ Iran nuclear ဆောင်တွေဟာပျော်ပါလောက်အောင်ထိခိုက်မှုလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါအပြင် Al Udeid Latest Scan ရှိ American Sys Scan တွေကို အီရန်ကဒုံးကျည်တွေနဲ့ပြန်လည်ပြစ်လွတ်တိုက်ခတ်ခဲ့ပြီးအဲ့ဒီပြစ်လွတ်သမျှဒုံးကျည်တွေကိုတော့ဒဇင်းကလွယ်ပြီးဂျန်နယ်အကုန်လုံးကိုပြစ်ချနိုင်ခဲ့တယ်လို့အမေရိကန်ကပြောပါတယ်။အခုလိုတိုက်ခတ်မှုကိုကျွန်တော်တို့နောက်ပြီးထပ်လုပ်မယ်လို့ခမင်နီကဆိုပါတယ်။အီရန်ကဒေသတွင်းကအမေရိကန်အဓိကဗဟိုစစ်ဌာနတွေစီလက်လန်းမိပြီးပြစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။အီရန်အနေနဲ့ဘယ်တော့မှလက်နက်မချဘူး။ကျွန်တော်တို့တိုင်းပြည်ကအင်အားကြီးမားပါတယ်လို့ခမင်နီကဆိုပါတယ်။တကယ်လို့ဒါဒီစစ်ပွဲမှာအမေရိကန်ဝင်မစွတ်ဖက်ရင် ။အစ္စရေးဆိုရဟာအလုံးစုံပျက်စီးကိန်းဆိုင်မှာပဲလို့ကမ်ပဏီကပြောပါတယ်။လက်ရှိမှာတော့စစ်ပွဲမှာတည်ဆုံခဲ့ရတဲ့အီရန်ထိတ်တန့်တက်မှုတွေနဲ့နျူကလ িয়ার သိမ်းပညာရှင်တွေအတွက်စနေနေ့မှာတီဟီရီယံမှာနိုင်ငံတော်အစ်စ်ဇာပနာခန္ဓာကျင်းပမယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်နဲ့အီရန်ကြားထဲမှာနျူကလ িয়ার ဆွေးနွေးပွဲတွေပြန်မလုပ်ဘူးလို့အီရန်က တင်းတင်းမာမာပြောလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်သမ္မတထရန်ကအီရန်နဲ့ဆွေးနွေးမယ်လို့ဆိုခဲ့ပေမဲ့ ယူရန်ဘက်ကတော့အမေရိကန်နဲ့စွန့်လို့စရာဘာအကြောင်းမှမရှိဘူးလို့အခုခါမှာတင်းတင်းမာမာပြန်ပြောလာတာပါအစ္စရေးနဲ့အီရန်စစ်ပွဲပြီးဆုံးပြီနောက်အမေရိကန်နဲ့ညူဆွေးနွေးပွဲတွေပြန်စတင်မယ်ဆိုတဲ့သတင်းကိုအီရန်နိုင်ငံဂျာအီဝန်ကြီးအဘတ်အာရာရှီကညင်းဆိုလိုက်ပါတယ်။တမနာထရန့်ကအီရန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲလာမယ့်သတင်းပတ်မှာပြန်စတင်မယ်လို့ထုတ်ဖော်ပြောဆိုထားပြီးအလုံးစုံငင်းချင်းရဲ့သဘောတူညီချက်ရလိုက်မယ်။အီရန်ကလက်မြောက်သွားပြီဆိုပြီးပြောနေတာပါ။သူရဲ့ထုတ်ပို့တဲ့စတီဝီဇောကလည်းပြောပါတယ် ဒါပေမဲ့အီရန်နိုင်ငံဂျိုင်းဝင်ကြီးအဘတ်အာရာချီကတော့တွဲဆုံဆွံ့ရေးဇပွဲဝိုင်းကိုပြန်သွားမယ်ဆိုတဲ့ထင်မြင်စချက်တွေဟာမှားယွင်းနေပါတယ်။ဒီသတင်းတွေကိုဘယ်သူမှလေးမထားသင့်ဘူးလို့ဆိုပါတယ်။စီစဉ်ညီနိုင်မှုတွေစတင်ဖို့သဘောတူညီချက်ဒါမှမဟုတ်စီစဉ်နေတာမျိုးတစ်ခါမှမလုပ်ခဲ့ဘူးလို့သူကပြောပါတယ်။ဒီတော်တွင်အီရန်ဟာနိုင်ငံတကာလူမျိုးစွမ်းရင်အေဂျင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့တဲ့ဥပဒေကြမ်းကိုအီရန်ပါလီမန်ကတည်ပြုခဲ့ပါတယ်။ အီရန်ဘာသာရေးကောင်းဆောင်ကြီးခမေနီကတော့အမေရိကန်ဟာအီရန်နျူကလ িয়ার စစ်ုံတွေတိုက်ခိုက်မှုကအခြေကားတာလို့ပြောပါတယ်။အစ္စရေးနဲ့ပြစ်ခတ်ရဲဆဲပြီးနောက်သူ့ရဲ့ပထမဆုံးရုပ်မြင်သံကြားမိန့်ခွန်းမှာအစ္စရေးပေါ်အီရန်ကအောင်ပွဲရခဲ့တယ်လို့ပြောပါတယ်။အမေရိကန်ကတော့အီရန်ကိုတိုက်ခိုက်ပေမဲ့ဘာမှမရသွားဘူးလို့ဆိုပါတယ်။အမေရိကန်ရဲ့ဖိအားပေးမှုကိုလည်းလုံးဝအလျှော့ပေးမှာမဟုတ်ဘူးလို့အီရန်ကသတိပေးထားပါတယ်။ ်နိုင်ငံတကာလူမျိုးစွန့်အေဂျင်စီ IAEA ကတော့အီရန်နျူကလ িয়ার စေုံကိုအမေရိကန်အနေနဲ့တွားတိုက်မယ်ဆိုရင်ကတ်ဆိုးကြီးဖြစ်သွားနိုင်တယ်လို့သတိပေးနေပါတယ်။အီရန်နိုင်ငံတောင်ပိုင်းဘူချာမြို့မှာတည်ရှိတဲ့နျူကလ িয়ার စေုံကိုအစ္စရေးတိုက်ခိုက်မယ်ဆိုရင်အရှေ့လက်ပိုင်းမှာနျူကလ িয়ার ကတ်ဆိုးတစ်ခု ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့အမေရိကန်ဆိုင်ရာလူမျိုးစွန့်အေဂျင်စီ IAEA ကကြေကွဲကသတိပေးလိုက်ပါတယ်။ အစ္စရေးကအီရန်ကိုတိုက်ခိုက်မှုကြောင့်လောလောဆယ်ရေဒီယိုတတိကြွမှုတွေဖြစ်ပေါ်တာမရှိသေးပေမဲ့ထူးသဖြင့်ဘူချာစစ်ရုံကိုတိုက်ခိုက်မယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့အန္တရာယ်မြင့်မားနေတယ်လို့ IAEA ကြီးကရာဖေးဂရော့စီကဆိုပါတယ်။ဒေတာတွင်းနိုင်ငံတွေကမိမိကိုဆက်သွယ်ပြီးဒေတာတွင်းမှာနျူကလ িয়ার အန္တရာယ်ကြားရောက်မှာကိုစိုးရိမ်ကြောင်းပြောကြားခဲ့တယ်လို့ရာဖေးဂရော့စီကဆိုပါတယ်။ဘူချာမှာရှိတဲ့နျူကလ িয়ার စစ်ရုံကိုတိုက်ရိုက်ထိမှန်ခဲ့မယ်ဆိုရင်ဒေတာတွင်းမှာရေဒီယိုတတိကြွမှုတွေအများကြီးဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်။ ဒီနောက်ဆက်တွဲဖြစ်လာနိုင်မဲ့အရာတွေကိုဘသူကတာဝန်ယူမှာလဲအမေရိကန်ကလားအစ္စရေးကလားလို့ Rafi Grossi ကမေးခွန်းထုတ်ပါတယ်ဘသူကမှတာဝန်ယူမဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးလုပ်တွေလုံးဝမလုပ်သင့်ဘူးလို့ဆိုပါတယ်အီရန်တောင်ပိုင်းမှာတည်ရှိတဲ့ဘူချာနျူကလ িয়ার ဓာတ်ပေါင်းမှုဟာအရှေ့လက်ပိုင်းရဲ့ပထမဆုံးအရက်ဘတ်နျူကလ িয়ার စေုံဖြစ်ပါတယ် နျူကလ িয়ার ပစ္စည်းတွေကီလိုထောင်နဲ့ချီရှိပါတယ်အဲ့ဒီစေယုံကိုတိုက်ရိုက်ထိမှန်တာပဲဖြစ်ဖြစ်စေယုံကိုပေးပို့တဲ့လျှော့စစ်တအားလိုင်းထိခိုက်ပျက်စီးတာပဲဖြစ်ဖြစ်နျူကလ িয়ার ရေပျော်မှုဖြစ်လာနိုင်တယ်လို့ရာဖေဂရော့စီကတတိပေးထားပါတယ်အစိုးရကဖြစ်လာရင်ဘူချာစေုံနဲ့ကီလိုမီတာရာချီဝေးတဲ့ဘေးကင်းရအောင်ပြောင်းရွှေ့ရေညွှန်ကြားချက်တွေထောက်ပြန်ဖို့လိုအပ်မယ်လို့သူကဆိုပါလိမ့်။နိုင်ရဆန်သွားပြီဖြစ်တဲ့ထိုင်းပြည်မြေမြတ်ဘူမိဘောပေါ့ တဆင်တစ္ဆာဖောက်ခဲ့တာတွေဖွင့်ချလိုက်မယ်ဆိုပြီးကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်ကချိန်ချောက်ပါတယ်။အချိန်ကတည်းကအင်မတန်နီးကပ်ကြတဲ့သွေးတောက်ညီနောင်တွေလို့ဆိုခဲ့ကြပေမဲ့ခုခါမှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေကြောင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလက်ရှိကမ္ဘောဒီးယားတိုင်းပြည်ပြည်ပြည်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကထိုင်းဝန်ကြီးချုပ်ဟောင်းတဆင်ကိုအမျိုးသားရေးနဲ့ပတ်သက်လို့ပြည့်ပြတ်သားသားသတင်းစကားပါပြီးချိန်ချောက်လိုက်ပါတယ်။တဆင်ဟာ ထိုင်းပြည်စနစ်ကိုတစ္ဆာဖောက်ခြင်းပတ်ဝန်းတဆင်ရဲ့လုပ်ရက်တွေကိုမိမိဖွင့်ချသွားတော့မယ်မိမိပဲသိတဲ့အကြောင်းအရာတွေရှိတယ်ဆိုပြီးဟွန်ဆန်ကသတိပေးခဲ့ပါတယ်ဒါပေမဲ့တဆင်ဘက်ကတုံ့ပြန်မှုကိုဥစွာစောင့်ကြည့်မယ်လို့ဟွန်ဆန်ကမှတ်ချက်ချခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့တဆင်ရဲ့တမီလက်ရှိဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်နဲ့ဟွန်ဆန်ဖုန်းပြောမှုပေါကြားရကနေစပြီးအခုခါအဖေဖြစ်သူဝန်ကြီးချုပ်ဟောင်းတဆင်နဲ့ပါဟွန်ဆန်နဲ့ညှိကုန်ပြီပဲဖြစ်ပါတယ် သူတို့ဘာကတစ္ဆာမဖောက်ခင်ကျွန်တော်ကအရင်ဆုံးတစ္ဆာမဖောက်ချင်ဘူးခုတော့တသင်းမိသားစုကသူတို့နိုင်ငံကိုတစ္ဆာဖောက်ခဲ့တာတွေဖွင့်ချသင့်ပြီလို့ကျွန်တော်ခံစားရပါတယ်ကလေးတွေကိုအတိပေးတင်တယ်သူ့အဖေနဲ့တခြားသူတွေကြောင်းသူတို့နားလဲထားတင်တယ်ဆိုပြီးဇွန်လ26ရက်ကကမ်ဘောဒီးယားစစ်ဘေးရှောင် ပြည်သူတွေနဲ့တွေ့ဆုံတဲ့မှာခေါ်ဆန်ကဘာမစီညာမဆိုင်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ် ဇွန်လ28ရက်နေ့ဒီကနေ့ကမ္ဘောဒီးယားထိုင်းဆက်ဆံရေးအတက်အကျကိုထက်တဲ့ဝင်ဆွေးနွေးဖို့စီစဉ်ထားပြီးငင်းချင်းရေးကိုလိုလာတဲ့ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံသားအလုံးကလက်ရှိနှစ်နိုင်ငံဆက်ဆံရေးသဘောတဘာဝကိုနားလည်သဘောပေါက်စီဖို့မိမိရည်ရွယ်တယ်လို့ဟွန်ဆန်ကရှင်းပြပါတယ်ကျွန်တော်ကူညီခဲ့တဲ့မိသားစုကဝင်ကြီးချုပ်ပြန်ဖြစ်လာပြီးအခုဒီလိုကိစ္စတွေဖြစ်လာမယ်ကျွန်တော်ဘယ်တော့မှမထင်ခဲ့မိဘူးတခါတလေကျတော့သူတို့မှာဩဇာအာဏာရှိတယ်လို့ပြောပြီးနောက်တစ်ခါကျတော့မရှိတော့ပြန်ဘူးတဲ့ ဒီဩဇာအာဏာတွေဟာစစ်တပ်မှာပဲရှိတယ်တဲ့မနက်ဖြန်ဒီအကြောင်းတွေကျွန်တော်ဖွင့်ချမယ်လို့တဆင်ရဲ့တမီးဖြစ်သူပေတုံနံကိုယဉ်ညွပြီးခွန်ဆန်ကဆက်ပြောပါတယ်ဒါအပြင်တဆင်ပေါ်ယဉ်ညွပြီးခွန်ဆန်ကဖြစ်စုပြောရမှာခမရဘက်ကမမုံမုံမှာဆက်ဆံရင်တော့ဘယင်မင်းမြတ်နှရဆံပြီးဖြစ်တဲ့ဘုံမီဘောကို ခမရစော်ကားထားတာပါဝင်ခမရပြောသမျှအားလုံးကိုဖွင့်ချမယ်ခမရရဲ့သားသမီးတွေကိုစုံးပါမယ် ခမားမှာဝင်ကြီးချုပ်ဖြစ်နေတဲ့ကလေးတယောက်ရှိတယ်လို့ကျွန်တော်မှလည်းဝင်ကြီးချုပ်လုပ်နေတဲ့တာသမီတူရှိတယ်။ဒါပေမဲ့ကျွန်တော်ကိုခမားထင်တိုင်းကျဲလို့ရတဲ့သူလို့တော့မထင်လိုက်ပါနဲ့။ထိုင်းနိုင်ငံပေါ်ကျွန်တော်ဘာကျွေးမှတင်နေတာမရှိဘူးလို့ဖနွမ်မီပို့စ်မှာဟွန်ဆန်ကပြောပါတယ်။တဆင်မိသားစုကပဲကျွန်တော်အပေါ်မှာကျေးဇူးကျွေးတင်နေတာ။ကျွန်တော်လိုချင်တာကအနောက်ရှက်ကင်းကင်းနဲ့ဒန်းတူကြီးတူဆက်ဆံရေးပါလို့ဟွန်ဆန်ကထပ်လောင်းပြောပါတယ်။ ဟွန်ဆန်နဲ့တက်ဆင်မိသားစုဟာတစ်ချိန်လုံးကတော့အင်မတန်မှယဉ်နီးဖော်ရွေတဲ့တယောစဉ်ရှိခဲ့ကြပါတယ်။ထိုင်ဝမ်ကြီးကျော်ဟောင်းတက်ဆင်တဲ့မြန်မာဖြစ်သူဝန်ကြီးချုပ်ဟောင်းယင်လက်တို့နှစ်ဦးလုံးဟာကမ္ဘောဒီးယားနိုင်ငံကိုအာဏာလက်မဲ့ပွားနဲ့ရောက်ရှိတုန်းကဟွန်ဆန်ရဲ့နေအိမ်မှာတဲခိုခဲ့ပူပြီးဟွန်ဆန်ကဆောင်းလျှောက်ခဲ့ပူတယ်လို့သိရပါတယ်။ နျူကလ িয়ার ဆက်လက်နက်တွေပြစ်ခတ်နိုင်တယ်ဆိုတဲ့ F-35A တိုက်လေယာဉ်တွေကိုဝယ်ယူမယ်ဆိုပြီးတော့ဗြိတိန်နိုင်ငံကကြေညာပါတယ်။နျူကလ িয়ার လက်နက်တွေတက်ဆင်ပြစ်ခတ်နိုင်တဲ့ American လို့ F-35A တိုက်လေယာဉ်စစ်လက်စီဝယ်သွားမယ်လို့ဗြိတိန်ဆိုရကတီးပြုတ်ကြေညာခဲ့ပါတယ်။နေသားလန်နိုင်ငံဒီဟိတ်မှာပြတော့တဲ့ NATO စစ်မဟာမိတ်နိုင်ငံထိပ်သီးညီလာခံမှာဗြိတိန်ဝန်ကြီးချုပ်စာကီယာစတာမာက American ရဲ့ Lockheed Martin ကုမ္ပဏီကထုတ်တဲ့ F-35A တိုက်လေယာဉ်တွေဝယ်ယူမယ်ကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်အင်းနဲ့လည်းသူတို့ရဲ့စင်အားကိုဖြည့်တင်းဖို့လိုပြီးရုရှားရဲ့ချင်းချောက်မှုတွေကြောင့်အခုခါမှာနျူကလ িয়ার စွမ်းရည်သုံးရင်းငုံသင်းမောတွေကိုပါတိဆောက်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ဗြိတိန်ဟာရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ F-35 တိုက်လိုက်ရင်မျိုးကွဲတွေတဲကမှ downlight တက်စင်းပြုလုပ်နိုင်တဲ့ပြီးတော့ပြေးလည်အတူတာလိုအပ်တဲ့ F-35B တိုက်လိုက်ရင်တွေကိုလည်းဝယ်ယူအသုံးပြုနေပြီးသားပါ။အခုထပ်ပြီးဝယ်မယ့် F-35A ဟာတော့ ပုံမှန်ပြေးလက်နေမှာအတက်အစင်းပြုတ်လို့မှာဖြစ်ပြီးစစ်လက်နဲ့လည်းပုံမူတည်ယူနိုင်စွမ်းရှိတယ်လို့သိရပါတယ်။အရေးကြီးဆုံးအချက်ကအဲ့ဒီ F-35A တွေဟာတမယူကြစစ်လက်နဲ့တာမကပဲနျူကလ িয়ার လက်နက်ကိုပါတက်ဆင်ပစ်ခတ်နိုင်တာဖြစ်ပါတယ်။ပြည်တင်ကလေတက်မှာနျူကလ িয়ার အုံပြုတိုက်ခိုက်နိုင်စွမ်းကိုပေါင်းဆက်ပေးဖို့အဲ့ဒီတက်လီနေဝယ်ယူမှာဖြစ်ပြီးအကျိုးဆက်အနေနဲ့နေတူရဲ့နျူကလ িয়ার စစ်စင်ရေးစွမ်းရည်ကိုပါကုညီချက်ထွင်ပေးနိုင်မယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ လက်ရှိအချိန်မှာဗြိတိန်ဟာနျူကလ িয়ার ထိပ်ဖို့တဲ့ဒုံးကျည်တွေကိုရေငုပ်သင်းမောတွေကပဲအခြေစိုက်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ဥရောပနိုင်ငံတွေမှာတော့ပြင်သစ်က ရေတက်တာမကပဲလေတက်ကိုပါတုံးပြီးနျူကလ িয়ার လက်နက်တွေနဲ့တက်ခတ်နိုင်စွမ်းပိုင်ထားပါတယ်။ခုတော့ဗြိတိန်ကပါအဲ့ဒီလိုစွမ်းဆောင်ရည်ကိုတည်ဆောက်တော့မှာဖြစ်ပါတယ်။လေကြောင်းကနေတက်ခတ်နိုင်တဲ့နျူကလ িয়ার စစ်စင်ရေးစွမ်းကြီးပါ ပိုင်လာတဲ့အခါမှာဗြိတိန်ဟာအကြက်အတဲကာလာမှာ အဲ့ဒီလက်နက်တွေကိုလက်တွေ့သုံးဖို့ပုံမှုပြီးတော့အစဉ်ပြေချုံးမွေမှာဖြစ်တယ်ဆိုပါတယ်ပြတင်ရောပြင်သစ်ပါမြေပြင်ခြေဆက်နျူကလ িয়ার စစ်လက်နက်တော့ပိုင်ဆိုင်ထားခြင်းမရှိပါဘူးနျူကလ িয়ার လက်နက်တက်စင်နိုင်တဲ့ F35A တွေသာဝယ်ယူပြီးရင်ပြတင်ဟာနေတူရဲ့လေတက်နျူကလ িয়ার မရှင်မှာပါပူပေါင်းသွားမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်လောလောဆယ်တော့အဲ့ဒီမရှင်အတွက်မဟာမိတ်တပ်လေတွေကိုအမေရိကန်ကဥရောပမှာဖြန့်ကျက်ထားတဲ့ B61 နျူကလ িয়ার ဘုံးတွေတက်စင်ထားပေးပါတယ် F35 ဧတွေဝယ်ယူပြီးလီတက်ရဲ့နျူကလ িয়ার တက်ခိုက်ရေးစွမ်းရည်ကိုတည်ဆောက်မဲ့ဆုံးဖြတ်ချက်ဟာဒီမျိုးဆက်မှာနိုင်ငံရဲ့အကြီးမားဆုံးနျူကလ িয়ার စွမ်းဆောင်ရည်ဆိုင်ရာအရွေးပဲဖြစ်တယ်လို့ပြည်ထောင်စုကြီးချုပ်ယုံကကြေညာပါတယ်။လက်ရှိမှာအမေရိကန်ရဲ့ B61 နျူကလ িয়ার ဘုံးတွေကိုတည်ယူပစ်ခတ်နိုင်တဲ့တပ်လေယာဉ်တွေကိုတော့ဂျာမနီနဲ့အီတလီပါဝင် NATO ဖွဲ့ဝင်ခုနှစ်နိုင်ငံကပိုင်ဆိုင်ထားပါတယ်။ဒီတိုင်းမှာရှင်းရင်းဆွဲဖြစ်တဲ့ F35 ဘီမျိုးစားတွေကတော့ ။နေရင်တင်သင်းမောတွေမှာအခြေဆိုင်နိုင်အောင်ဦးစားပေးတိစောက်ထားတာပါ။နျူကလ িয়ার လက်နက်တွေတက်ဆင်ပြစ်ခတ်နိုင်တဲ့စွမ်းရည်မျိုးတော့မရှိသေးဘူးလို့သိရပါတယ်။ကဘာလက်ခီးသွားတွေကိုဆွဲဆောင်ဖို့အတွက်မြောက်ကိုရီးယားကပန်းဖြေကန့်ကျစ်သစ်ဖွင့်လှစ်မယ်ဆိုပါတယ်။နိုင်ငံရဲ့ကဘာလက်ခီးသွားလုပ်ငန်းမြင့်တင်ဖို့ဆိုတဲ့ရွေးချယ်နဲ့တည်ဆောက်တဲ့အပန်းဖြေကန့်ကျစ်သစ်ကိုမြောက်ကိုရီးယားကဖွင့်လှစ်ခဲ့ပါတယ်။မြောက်ကိုရီးယားကိုလာမဲ့ကဘာလက်ခီးသည်တွေဆိုလို့တရုတ်နဲ့ရုရှားပဲရှိလိမ့်မယ်လို့တောင်ကိုရီးယားကပြောပါတယ်။ နိုင်ငံကောင်းဆောင်ကင်ဂျုံအုံးကိုတိုင်ကကန်းကျစ်သစ်ဖွံ့ဖွယ်တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။အခုနှစ်အတွက်နိုင်ငံရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်ညွှန်းဆိုကြောင်းအစိုးရပိုင် KCN သတင်းဌာနကဖော်ပြပါတယ်။အဲ့ဒီအပန်းဖြေကန်းချေစီမံကိန်းကိုမြောက်ကိုရီးယားဟာရုရှားကထောက်ပံ့တဲ့ငွေကြေးနဲ့လှုပ်ဆောင်တာဆိုပြီးတောင်ကိုရီးယားကတော့ပြောပါလိမ့်ကီလိုမီတာ၄ကီလိုမီတာရှည်လျားလာတဲ့အပန်းဖြေကန်းချေစီမံကိန်းဟာနိုင်ငံအရှေ့ပိုင်းကဝန်ဆန်ကက်မှာကဘာလက်ခီးသွားဆုံးမှာတည်ရှိပါလိမ့် ကင်ဂျောင်းဟာဇနီးဖြစ်သူရီဆိုဂျူသူ့နေရာကိုဆက်ခံမယ်လို့တရင်ကြီးနေတဲ့တမီးဖြစ်သူကင်ဂျူအဲရိုနဲ့တူကန်းကျင်ဖွံ့ဖွယ်ခံနာကိုတက်ရောက်ခဲ့ပါတယ်။ကင်ဂျောင်းရဲ့လက်ထောက်မြမဖြစ်တဲ့ကင်ယိုဂျုံကတော့ပါဝင်ခြင်းမရှိပါဘူး။အဲ့ဒီအပန်းဖြေကန်းကျင်တင်ဟာဧည့်သည်2000လောက်ကိုတပြိုင်တည်းကင်ပွဲဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီးဟိုတယ်တွေမိုးတယ်တွေအကစားရုံတွေပန်းဖြေစုံတွေရေကူးကန်တွေစားတော့ဆိုင်တွေအကုန်ထည့်သွင်းတိစောက်ထားတယ်လို့သိရပါတယ်။ မြောက်ကိုရီးယားသတင်းဌာန KCN ကတော့အဲ့ဒီအပန်းဖြေကန်ဂျီဟာတနစ်ပတ်လုံးမှာဧည့်သည်တွေကိုဝန်ဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့နိုင်ငံအနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်စံပြနမူနာဖြစ်လာမယ်လို့ညွှန်းဆိုထားပါတယ်။ကင်ဂျုံအန်ဟာကန်ဂျီတဲ့ဟာနိုင်ငံရဲ့ကမ္ဘာလက်ခီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကိုချစ်တီရောက်ရောက်ဦးဆောင်မှုပေးနိုင်မယ်လို့ပြောထားပါတယ်။ဒီကန်ဂျီတဲ့ကလည်းနိုင်ငံသားဝင်ငွေတွေအများအများရရှိနိုင်မယ်လို့ကင်ဂျုံအန်ကပြောထားပါတယ်။ဒါအပြင်လာမယ့် အလုတ်သမားပါတီနဝမမြောက်ညီလာခံမှာလည်းနိုင်ငံအနှံ့နောက်ထပ်အပန်းဖြေဆုံးတွေဖြန့်ကျက်တည်ဆောက်နိုင်ရေးစီမံကိန်းတွေကိုခွင့်ပြုသွားဖွယ်ရှိတယ်လို့ကင်ဂျုံအန်ကအရေးမှတ်ဆိုပါတယ်။ကန်ဂျစ်သစ်ဖွံ့ဖွယ်ခန်းနာကိုရုရှားတန်မတ်ကြီးနဲ့တရုတ်တန်မတ်ကြီးတွေတန်ရာရှိတွေတက်ရောက်ခဲ့ပြီးရုရှားကဘာလက်ခီးသွားတွေကိုအဓိကပြစ်မှတ်ထားဆွဲဆောင်ဖို့ရည်ရွယ်ထားကြောင်းမြင်သာစေပါတယ်။အဲ့ဒီကန်ဂျစ်သစ်မှာကဘာလက်ခီးသွားတွေဝင်ရောက်တာကိုဇွန်လ1ရက်နေ့ကစပြီးစတင်ခွင့်ပြုပေးသွားမယ်လို့သိရပါတယ်။ ကင်းကြောင်းဟာသူ့ရဲ့အပန်းဖြေကမ်းခြေအသစ်ဖွင့်ပွဲကိုရောင်းပြပြီးလာမယ့်ဇူလိုင်နဲ့ဩဂုတ်လမှာမြောက်ကိုရီးယားတပ်တွေကိုရုရှားကိုထပ်မံစေလွတ်ပွဲရှိတယ်လို့တောင်ကိုရီးယားထောက်လှမ်းရေးဖွဲ့ကဆိုပါတယ်မြောက်ကိုရီးယားနဲ့မော်စကိုကြားထဲမှာတိုးပွားလာတဲ့စည်ရေးပူပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့တောင်ကိုရီးယားထောက်လှမ်းရေးကမျိုးသားလွတ်တော်ထောက်လှမ်းရေးကော်မတီကိုအစည်းအဝေးကစတင်ပြရမှာခုလိုတတိပေးလိုက်တာဖြစ်ပါတယ် ဒီတော်တွင်ရုရှားလုံခြုံရေးကောင်စီတွင်မူစာကိရှွမ်ဂူဟာမြောက်ကိုရီးယားကောင်စီကင်ဂျုံအန်နဲ့ပြုံယမ်းမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲပြီးမှာတော့ရုရှားနောက်ပိုင်းကော့စ်ဒေတာပြန်တီဆောက်ဖို့ထောက်ပံ့ရေးဖွဲ့တွေအပါအဝင်တပ်ဖွဲ့ဝင်6000စေလွတ်မယ်လို့ကင်ဂျုံအန်ကပြောကြောင်းသိရပါတယ်။ဒါအပြင်ရုရှားအတွက်လက်နက်ခဲယမ်းမိကြောက်တွေပေးပို့ဖို့ကိုလည်းသင်းမောနဲ့စစ်လက်ရင်တွေစူးစီးနေတယ်လို့တောင်ကိုရီးယားထောက်လက်ရေးကဆိုပါတယ်။ ရုရှားကလည်းမြောက်ကိုရီးယားအတွက်လေကြောင်းရန်ကာကွယ်စနစ်တွေ electronic စစ်စင်ရေးပစ္စည်းတွေဖြင့်စီးပွားရေးကဏ္ဍမှာပါထောက်ပံ့ပေးနေခဲ့ပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားကြားပြီးခဲ့တဲ့နှစ်ဇွန်လမှာဗတ်စုံမဟာဗျူဟာမြောက်မိတ်ဘက်စာချုပ်ကိုပူတင်နဲ့ကင်ဂျွန်အန်တို့လက်မှတ်ထိုးခဲ့ပြီးနောက်နှစ်နိုင်ငံကြားစီးရေးပူးပေါင်းမှုတွေမြင့်တင်ခဲ့ပါတယ်။ဤကရနေကလည်းမြို့တော်ပျုံယန်းနဲ့မော်စကိုကြား9နှစ်တွင်ပထမဆုံးအကြိမ်ဖြစ် ယထာပြည့်စွက်ခဲ့တယ်လို့သိရပါတယ်။မြောက်ကိုရီးယားကယထာတစည်းဟာမော်စကိုကိုဆက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ခီးီးသွားလို့တရားမပပါဘူးလို့ဆိုပါတယ်။အဲဒီမှာပါတာဟာမြောက်ကိုရီးယားစစ်ပဆိုင်ရာအရာရှိတွေပါတီကအရာရှိတွေပဲလို့သိရပါတယ်။အာဖဂန်နစ္စတန်တာလီဘန်စိုးရကတရုတ်နဲ့အရင်တုန်းကချုပ်ဆိုခဲ့တဲ့ရေနံစာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်။အဲ့ဒီလိုဖျက်သိမ်းတဲ့အတွက်တရုတ်ကတော့ဒေါသထွက်နေတယ်လို့သိရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့လက်ရှိတာလီဘန်အစိုးရဟာတရုတ်ကုမ္ပဏီတစ်ခုနဲ့ချုပ်ထားတဲ့ရေနံတူးပေါက်ခွင့်စာချုပ်ကိုဖျက်သိမ်းခဲ့တယ်လို့နီကီအေရှားကဖော်ပြပါတယ်။တရုတ်ကုမ္ပဏီဘက်ကစာချုပ်ပါစီကံတွေကိုချိုးဖောက်ခဲ့တယ်လို့တာလီဘန်အစိုးရကဆွဆွဲခဲ့ပြီးနောက်စာချုပ်ဖျက်သိမ်းခဲ့တာပါ။ဒါကြောင့်တာလီဘန်အစိုးရဖွဲ့ဟာစီးပွားရေးဆိုင်ရာအချက်အတဲနဲ့ပုံမရင်ဆိုင်ရဖို့ရှိတယ်လို့ကြွန့်ကျင်သူတွေကသုံးသပ်ပါတယ်။တာလီဘန်တွေကိုစီးပွားရေးအဓိကထောက်ပံ့ပေးနေတာတရုတ်ဖြစ်ပါတယ်။ ရုရှားကတော့အရင်ကတည်းကတာလီဘန်တွေနဲ့အဆင်ပြေတဲ့ဆက်ဆံရေးလည်းမရှိခဲ့ပါဘူး။ဒါကြောင့်တရုတ်နဲ့အဆင်မပြေရင်တာလီဘန်တွေအတွက်ပို့ပြီးတော့စီးပွားရေးအကျက်တဲစိုက်လိုက်မယ်လို့ကြွမ်းကျင်သူတွေကပြောပါလိမ့်မယ်။တာလီဘန်တပ်ထုတွင်းရဲ့ရေနံဝန်ကြီးဌာနနဲ့တရုတ်ရဲ့ AF China Company ကြားလက်မှတ်ရေးထိုးခဲ့မှုတဲ့ MU ဒါရာဆိုတဲ့ရေနံတူးဖော်ရေးနဲ့ထုတ်လုပ်ရေးသဘောတူညီချက်စည်းကမ်းကိုတရုတ်ဘက်ကစီမင်းစည်းကမ်းချိုးဖောက်လို့စာချုပ်ကိုဖျက်သိမ်းလိုက်တာပါလို့အာဖဂန်နစ္စတန်တပ်ထုတွေနဲ့ရေနံဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာမရန်ကဆိုပါတယ်ဒီစာချုပ်ရအာဖဂန်ရေနံတွေကို25နှစ်ကြာတူးဖောက်ခွင့်ရရှိမှာဖြစ်ပေမဲ့စာချုပ်ချုပ်ပြီးနောက်နှစ်နှစ်ကြာမှာတာလီဘန်တို့ကဖျက်သိမ်းခဲ့တာပါ AF China ရေနံနဲ့တငွေကုမ္ပဏီဟာပထမသုံးနှစ်တွင် American Dollar တန်940ရင်းနှီးမြှုပ်နှံပြီး Afghan ကနေနေစဉ်ရေနံတန်1000ထုတ်ဖို့စီစဉ်ခဲ့တာပါသဘောတူညီချက်အရဆိုရင် Afghanistan က2%ရရှိတဲ့ရေနံစုစုပေါင်းရဲ့20%ရရှိမှာဖြစ်ပါတယ်အချင်းကြာနာနဲ့အမျှတဖြည်းဖြည်းတိုးပြီး75%ထိရရှိမှာဆိုပါတယ်ဒါအပြင်အဲ့ဒီလိုလုပ်ရင် အာဖဂန်မှာဒေသခံ3000လောက်လောက်ကန်နေရရှိမယ်လို့စာချုပ်မှာသတ်မှတ်ထားပါတယ်။အာဖဂန်လုံသားတွေကိုတရုတ်ကအသုံးပြုမယ်လို့လည်းဆိုထားပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့ AF China Company ဘက်ကဒီစီကန်ချက်တွေကိုလိုက်နာဖို့ပြက်ကွက်ခဲ့ပြီးတော့အာဖဂန်တာလီဘန်အစိုးရကိုရင်းနှီးဝေစုပေးဖို့လေသူတို့အနေနဲ့မပေးချင်တဲ့ပုံမျိုးပေါက်လာတယ်လို့ဆိုပါတယ်။ရင်းနှီးမြှုပ်နှံမှုတွေလည်းနှောင့်နှင်းလာတယ်။အပေါ်စုကြီးတွေပြေဖို့လည်းပြက်ကွက်လာတယ်။ လမ်းတွေတအားလိုက်နေတောက်သုံးရီထောက်ပတ်မှုလို့အခြေခံအဆောက်အအုံစီမံကိန်းနဲ့ပတ်သက်ပြီးသဘောတူညီချက်တွေကိုလည်းဘာမှမလုပ်ပေးခဲ့ဘူး။ဒါကြောင့်တာလီဘန်အစိုးရကစာချုပ်ကိုဖျက်သိမ်းခဲ့တာဆိုပါလိမ့်။သဘောတူညီချက်ကစာရွက်ပေါ်မှာပဲရှိရမှာမဟုတ်ပါဘူး။ကုမ္ပဏီဘက်ကတကယ်လို့စီကံချက်ကိုမလိုက်နာနိုင်ဘူးဆိုရင်ကျွန်တော်တို့မြေပေါ်မှာဘသူ့ကိုမှဆက်ပြီးအလုပ်လုပ်ခွင့်မပေးနိုင်ဘူးဆိုပြီးတော့အာဖဂန်နစ္စတန်ဘက်ကပြောကြားခဲ့ပါလိမ့်။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားဘုံခွဲမှုမှာတန်တရားရှိသူဟာထိမ့်သိမ်းခံထားရစဉ်သေဆုံးခဲ့တယ်လို့သိရပါတယ်။မေလတွင်ကအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာရှိတဲ့တားဖွားမီးရဲစီကတ်ကိုဘုံခွဲခံရမှုဖြစ်ခဲ့ပါတယ်။အဲ့ဒီဘုံခွဲမှုမှာတန်တရားရှိသူဟာထိမ့်သိမ်းခံရခြင်းသေဆုံးသွားတယ်လို့ဖက်ဒရယ်အကျဉ်းတော်များဆိုင်ရာဘျူရိုကဆိုပါတယ်။လောင်အင်ဂျယ်လစ်မြို့မှာရှိတဲ့မက်ထရိုပိုလီတန်ထိမ့်သိမ်းစင်တာမှာဝါရှင်တန်ပြည်နယ်မှာအသက်32နှစ်အရွယ်ဒန်နီယယ်ပတ်ဆိုသူကို လုံးဝနှုတ်ရှားမှုမရှိတော့တာတွေ့ရှိခဲ့ကြအောင်အကျဉ်းတော်များဆန်ရဘူရိုကထုတ်ပြန်ပါတယ်အကျဉ်းတော်ဝန်ထမ်းတွေဟာဆက်ဆက်ချင်းတန်မြတ်တရားခံဒန်နီယယ်ပတ်ကိုအသက်ငယ်အစီအမံတွေလုပ်ပေးခဲ့ပေမဲ့သူဟာတည်ဆုံးသွားခဲ့ပြီဆိုတာဒီပြုခဲ့ပါတယ် FBI နဲ့ American တရားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ Marshall Service တို့ကိုအကြောင်းကြားခဲ့ကြအောင်ဘူရိုကဆိုပါတယ်တည်ဆုံးရတဲ့အကြောင်းရင်းကိုတော့ဖော်ထုတ်ခြင်းမရှိပါဘူး Law Jellies မြို့အရှိတ်ဘက် Mindia လောက်အကွာမှာရှိတယ် ပါလ်စပရင်စေဂါမှာမေ18ရက်နေ့ကဘုံခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။အဲဒီနောက်ဇွန်လမှာတန်တရားတရားခံဒန်နီယယ်ပတ်ကိုဖမ်းဆီးခဲ့ပါတယ်။ဘုံခွဲမှုကြောင့်လူတယောက်သေပြီးအဓိကတန်တရားရှိသူဂိုင်းဘတ်ကနဲ့အခြားလူအများပြဒဏ်ရာရပါတယ်။ဒန်နီယယ်ပတ်ဟာအဓိကတန်တရားတရားခံ ိုင်းဘတ်စကတ်တွေဖောက်ခွဲရေးတုံးဓာတုပစ္စည်းတွေဖြစ်တဲ့အမိုနီယာနိုက်ထရိတ်290ပေါင်ဝန်ထိမ့်သိမ်းပေးထားခဲ့ကြောင်းနဲ့သူဟာဒိုင်းဘတ်ကတ်စ်ရဲ့အမြင်သဘောထားတွေကိုမျှဝေခဲ့ကြောင်းတာဝန်ရှိသူတွေကဆွဆွဲပါတယ်ဒန်ရီယယ်ဘတ်ခါဘုံပေါက်ခွဲခြင်းမှာကယ်လီဖိုးနီးယားမှာမရှိခဲ့ပဲဘုံခွဲမှုပြီးမှာသူ့ကိုပိုလန်အာဏာပိုင်တွေကပိုလန်နိုင်ငံမှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ပြီးတော့အမေရိကန်ကိုပို့လိုက်တာပါ ဒန်နီယယ်ပခါဇွန်23ရက်နေ့ကလောင်းဂျယ်လစ်ကိုရောက်ရှိခဲ့ပြီးပိုင်ဆန်မှုကိုအန်ဒီယပြုဖို့ရည်ရွယ်ချက်ဖြည့်ဆည်းမှုနဲ့စွဲချက်တင်ခံရပါတယ်။ယုံတိစစ်ဆေးမှုကိုတော့ဆောင်ပိုင်းနေတာဖြစ်တယ်လို့အချင်းတော်ကထုတ်ပြန်ပါတယ်။